ရန်သူကတော့တေချာတယ်နော်ဒါစဉ်းစားတက်တဲ့လူစိတ်မရှိတဲ့လူဖက်စစ်စစ်ဝါဒီတွေဆိုတော့ပြည်သူလူထုကိုရွေကျက်ရှိရှိတိုက်ခိုက်မှုတွေကပူပြီးတော့များပြားလာမဲ့သဘောမှာရှိတယ်လက်နဲ့တယ်ဆောင်ကြတဲ့လူတို့မန်တိုမှာကျမတို့သူတို့ကိုခေတ္တသိမ်းထားတာဖြစ်ပါတယ်ဟုတ်ပြီနင်တို့ရှင်းလိုက်လို့ပဲသူတို့ပြန်သွားလိုက်ပြီသွားလိုက်လို့မန်တုံရောက်မှာပဲဘာကြောင့်ပြန်ဖမ်းတယ်လဲမင်္ဂလာသတင်းလေးသတင်းကောင်းလေးတခုတင်ပြပေးနေမှာသတင်းအရင်ကျွန်တော်ဖတ်ပြပါမယ်ပြီးမှစကားပြောကြတော့ပေါ့နော်ညဒီလေရောက်ပြီဆိုတော့ရှစ်တရက်ပေါ်ပြီးဆွေးဆွေးများပါတယ်အကြောင်းမလို့ ရေပေါ်ရဲ့ data တွေဖြစ်ခုလို့ရတယ်အားလုံးမင်္ဂလာပါကျွန်တော်ချန်နယ်တွေကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့23ရက်နေ့အတွက်မနက်ခင်းပိုင်းသတင်းထူးများအနေနဲ့ပေါ့နော်ဒေါက်တာဒေစာဆန်းရဲ့သတင်းထူးလေးနဲ့အတူဒီရက်တပုတ်မှာတော့လွင့်ယူဦးရဲ့ထုတ်ပြန်ချက်ပေါ်မှာမူဒီတို့မှဆီယမ်မနွေမေယာပြန်လဲတုံ့ပြန်လိုက်တဲ့ဗီဒီယိုဖိုင်လေးရဲ့တရားတပုတ်မှာတော့ကျွန်တော်တို့လေ့စားရတဲ့ကိုစီရဲ့သတင်းထူးလေးရဲ့နောက်ဆုံးတပုတ်မှာတော့ကျွန်တော်တို့ KMTF ကပေါ့နော် campaign လေးရဲ့ video file လေးကိုပါစုစည်းတင်ဆက်ပေးလိုက်ပါတယ်။သတင်းသတင်းလေးဖြစ်တဲ့အတွက်ကျွန်တော်တို့တို့အဆုံးထိလိုက်ပါကြည့်ရှုဖို့အတွက်ကိုဖိတ်ခေါ်လိုက်ပါတယ်။ဒါဆိုလို့ရှင်တော့ data data ဆိုင်ဒလင်းနဲ့ဆက်လိုက်အောင်။ tolerance ဒီသူအပေါင်းတို့ခင်ဗျာ။ဟုတ်ကဲ့ပါ။အခုချိန်မှာကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်းပါ။ passive anayu မိစ္ဆာတွေကကျွန်တော်တို့ပြည်သူတွေအပေါ်သူတို့ရဲ့အားတာကြဖြစ်တဲ့လေးချောင်းအားကိုပြီးတော့ရရဆက်ဆက်တက်နေဖြတ်နေနေစင်နေမြောင်ကျဲတိုက်ခတ်နေတာအားလုံးသိကြမှာဖြစ်ပါ။အခုဒါ2025ခုနှစ်နော် ဒီလတွေပေါ့နော်ဇန်နဝါရီဖေဖော်ဝါရီမတ်ဒီကာလတွေဆိုပို့ပြီးတော့တောင်မှရက်သားပြည်သူတွေနော်ရည်ရွယ်ချက်ရှိရှိဘုံကျဲတိုက်ခိုက်တာတွေအင်မတန်များပြားလာပါတယ်ခုနောက်ပိုင်းဆိုတာဆက်တက်မော်တာလို့ခေါ်တဲ့နော်ပါရာမော်တာဒီနေ့လေပို့ပြီးတော့လေကြောင်းအန်ဒရီယာပို့များလာတဲ့အခြေအနေပေါ့ဗျာဒါနဲ့ပတ်သက်ပြီးတော့လေမိဘပြည်သူတွေအားလုံးတာအထူးပို့ပြီးတော့ပြည်ဆိုင်ကြဖို့ဒီနေရာမှာအဓိကဒီကနေတိုက်တွန်းသတင်းစကားပါကြတာတခုရှိပါတယ်အဲ့တော့လေကြောင်းနဲ့ပတ်သက်ပြီးရန်သူသတင်းကိုကျွန်တော်တို့ကကြိုတင်နော်ရရှိဖြန့်ဖြူးပြီးတော့တာတို့အပ်တာကြိုတင်ပြင်ဆင်ဖို့ပေါ့ဗျာဒီအတွက်ဆိုရင်ဒါအားလုံးသိကြပြီးသားပါကျွန်တော်တို့ EAR EAR လို့အတူကခေါ်ကြတယ် Enemy Arrow နော် Telegram Channel တော်လံပြည်သူတော်တော်များများတိကြပြီးသားရောက်ရှိပြီးသားဖြစ်မဲ့ထင်ပါတယ်အဲ့ဒီအရနေကျွန်တော်တို့ဒါတနိုင်ငံလုံးနဲ့ပတ်သက်တဲ့လေကြောင်းရန်သူရဲ့နော်လေရင်အတက်တွေအစင်းတွေနော်ဒါလေကြောင်းနဲ့ပတ်သက်တဲ့တရင်တွေပေါ့ဗျာလေရင်စီတဲတဲ့လမ်းကြောင်းတွေရအစပေါ့နော်အားလုံးကိုစုစည်းပြီးတော့ပြည်သူလူထုသိအောင်အချင်းနဲ့တပြေးညီကျွန်တော်တို့ဒီ Telegram Channel EAR channel ရှိပါတယ်ဒီပေါ်မှာလည်းပြည်သူတွေကနော်ကျွန်တော်တို့အရင်ထပ်ပို့ပြီးတော့တရင်တွေ ပေးပို့ကြဖို့အင်မတန်အရေးကြီးပါကျွန်တော်တို့ပြည်သူတွေဘာလုပ်နိုင်မလဲဒါအားလုံးသိပါတယ်ရန်သူရဲ့တာနော်ဒါလေရင်ဝင်းနေနော်ရဟရင်ဝင်းနေတဲ့နီးတဲ့ပြည်သူတွေကဒီလေရင်အတက်တွေအစင်းတွေလေချောင်းပြင်ဆင်မှုတွေကိုကျွန်တော်တို့ EAR EAR နော်ဒီ channel ကိုဆက်သွယ်ပြီးတော့တရင်ပေးပို့ကြဖို့လည်းကျွန်တော်ထပ်မံပြီးတော့တိုက်တွန်းအနှိုးဆော်ခြင်းပါအလားတူကျွန်တော်တို့ပြည်သူတွေအနေနဲ့ဒီ EAR channel တွေကိုဝင်ပြီးတော့ရန်သူလေချောင်းတရင်တွေကိုရရှိနိုင်မယ်လိုအပ်တာကိုကြိုးနေပြင်ဆင် ပို့လေရေးကြီးပါတယ်အခုနောက်ပိုင်းဆိုကျွန်တော်တို့တေချာပေါက်ကျွန်တော်တို့ပုံပြီးတော့အားဆိုင်ရမှာကကျွန်တော်တို့ဒီနော်ဒါဘန်ဂါတွေဂရုတ်တွေနော်ဒါလေချောင်းအန်ဒရယ်ပေါ့ဗျာနော်ကြိုတင်ကားကွယ်ရေးအတွက်ဒါလေးရခင်ထပ်ပို့ပြီးတော့ပြင်ဆင်ထားဖို့အဲအရေးကြီးပါတယ်ခင်ဗျာရန်သူကတော့တေချာတယ်နော်ဒါစင်စားတက်တဲ့လူစိတ်မရှိတဲ့လူဖက်စစ်စစ်ဝါဒီတွေဆိုတော့ပြည်သူလူထုကိုရွယ်ချက်ရှိရှိတိုက်ခိုက်မှုတွေကပို့ပြီးတော့များပြားလာမဲ့သဘောမှာရှိတယ်ကျွန်တော်တို့ပြည်သူတွေအနေနဲ့ဒီအတွက်နော်ငါတို့ပြည်သူမှာပြည်သူရှိတယ်ဆိုတဲ့ခံယူချက်အတိုင်းအပြန်အလှန်ပို့ပြီးတော့တရင် နော်မျှဝေကြမယ်ဖလှယ်ကြမယ်ဒီကျွန်တော်တို့ရဲ့ဒီ ER channel တွေကိုလည်းရခင်ထပ်ပို့ပြီးတော့သတင်းတွေနော်ပြပူကြဖို့ဆက်သွယ်ကြဖို့အပြန်လန်ဆက်နော်ချိတ်ဆက်လုပ်ကြဖို့လည်းကျွန်တော်ဒေသဆန်ဒီနေရာကနေဒါတိုက်တွန်းလို့ဆိုသတင်းစကားပါလိုက်ရပါတယ်ခင်ဗျာပြီးသူမှာပြီးသူရှိရဲရေတော့ဘုံအောင်ရမယ်โอเคပါဒါတော့ဒေါက်တာဒေသဆန်ရဲ့သတင်းလေးပဲဖြစ်ပါတယ်ဒီသတင်းအရင်ကိုရေးကြည့်ရပါတော့ကျွန်တော်အားလုံးတည့်အတိုင်းပဲစစ်ခွေးတွေဟာစစ်ခွေးအလုပ်ပဲလက်တွေ့ကြလောက်တယ်ပေါ့နော်အဲဒါကြောင့်ကျွန်တော်တို့အရင်ကို queue site ဖို့လိုအပ်ပါတယ်အဲဒါကြောင့်ဒီရဲ့ Telegram channel လေးကိုပေါ့နော် join လုပ်ပေးကြပါလို့ကျွန်တော်ဒီကနေ့မှမျက်တည့်ရခံပါတယ်။ဒါဆိုရှင်ကျွန်တော်နောက်တစ်ပုတ်အနေနဲ့ပေါ့နော်လွေကြီးဦးရဲ့ထုတ်ပြန်ချက်ပေါ်ပြန်လည်ခြေပလိုက်တဲ့ဆမန်ွေမီရဲ့သတင်းလေးကိုကြည့်လိုက်အောင်။အဲနောက်ဆက်တွဲမှာလည်းပေါ့နော်ကျွန်တော်တို့လေးစားရတဲ့အာရခတက်တော်ရဲ့ခေါင်းဆောင်ဖြစ်တဲ့ပေါ့နော်ဘူချုပ်ထုတ်မြတ်နိုင်အကြောင်းကိုပြောထားတာဖြစ်ပါတယ်။အားဒါကြောင့်အထိပယ်ရှိတဲ့ဗီဒီယိုလေးမျိုးပေါ့နော်ကျွန်တော်လည်းတူတူစုံနေကြည့်ပြပါဦးခင်ဗျာ။လည်းနဲ့အယောင်းတွေတို့ပြုတ်လုပ်တဲ့အချိန်မှာဒီရောင်းသူနဲ့ဝတ်သူကြားမှာ အဲ့ဒီမပြေလည်မှုတွေငွေပေးချေမှုအပိုင်းမှာတို့ဆိုတော့မပြေလည်မှုတွေရှိလာတော့တေရောက်သူဘက်ကသူကလည်းနဲ့တွေရောက်ပြီမဲ့လေသူရဲ့ငွေကပြန်မရသေးတဲ့ကြောင့်ကျွန်မတို့ကကိုညီဆောင်ရွက်ပေးပါဒီကိစ္စကိုကြောက်ဝင်ဖြေရှင်းပေးပါဆိုပြီးတော့မှအကူအညီတောင်းလာတော့ကျွန်မတို့ဘက်ကတော့အဲ့ဒီတက်လက်ကိုဝယ်သွားတဲ့သူကိုအတူတပင်းဒီလည်းနဲ့တည်ဆောင်သွားတဲ့လူကိုမန်တိုမှကျွန်မတို့သူတို့ကိုခေတ္တသိမ်းထားတာဖြစ်ပါတယ်ဒီဥစ္စာကလူရည်ဦးကနေမှဒီ AOD မှာပြန်ဖြေထားတဲ့သတင်းဖြစ်တယ် ဆိုတော့အခုလေးရူဦးကဇော်မဲလုံးရဲ့သမီးလားဒါမှမဟုတ်ဇော်မဲလုံးရဲ့ဘာလဲနော်တခုခုတော့ဖြစ်နေမယ်ဘာကြောင့်လဲဆိုတော့စကားအမှန်တရားကိုသူမပြောဘူးတကယ်လို့ဒါလင်းနဲ့ရောင်းတဲ့သူကို PDF ကြီးကပတ်စာမပေးလို့ဒီတိုင်းယူသွားတယ်ဆိုလို့ရှင်တစ်ချက်ဘာကြောင့်ပတ်စာမရဘဲနဲ့လွတ်လိုက်ပြီးမှ TNLAD ကိုတိုင်ရတယ်လေ သူတို့စားတောက်ဆိုင်မှာနေနေတာတကယ်လို့ဒါသူတို့ပတ်စံမပေးဘဲနဲ့ယူသွားမယ်ဟဲ့ဆိုလို့ရှိရင်နားမှာမဟုတ်ဘူးတခါလေသူတို့သွားလိုက်မှာမဟုတ်ဘူးကုတ်ခိုင်မှာလာဝယ်တယ်ဆိုလို့ရှိရင်ကုတ်ခိုင်မှာပဲသူတို့ကအဲ့မှာပဲဘာလို့သွားစားပြီးမှသူတို့နေနေမလဲတစ်ချက်နေ့အချက်ကလက်နဲ့ရောင်းတဲ့သူတွေကဒီ PDF တွေကပတ်စံမရှင်းလိုက်လို့ဖမ်းခိုင်းတယ်ဆိုလို့ရှိရင်ဟုတ်ပြီနင်တို့ကုတ်ခိုင်နင်တို့ရဲ့ yes ခန်းကိုဖမ်းသွားပြီ ။ဘာကြောင့်နင်တို့ကအခုလက်နဲ့ဝေလာတယ်။အဲ့ဒီစာကိုပက်ဆံနင်တို့ပက်ဆံမရှင်းဘူး။ဘာကြောင့်အဲ့လိုလုပ်တယ်လဲဆိုပြီးမှဘာကြောင့်တခါလဲအဲ့မှာပြည့်ပြည့်လေးလေးမလုပ်ဘဲနဲ့သိန်း90နဲ့လက်နဲ့နည်းနည်းပဲပေးပြီးမှဘာကြောင့်လွတ်လိုက်တယ်လဲ။ပက်ဆံသိန်း1000နဲ့30ကိုနင်တို့ဘာလို့ယူလိုက်တယ်လဲ။အခုနောက်တစ်ခုကလက်နဲ့ယူတယ်ပြီးလို့ရှိရင်ဆက်သွယ်ရေးပစ္စည်းတွေယူလိုက်တယ်။ဘာကြောင့်တခါလဲမရှင်းလိုက်တာလဲ။ဟုတ်ပြီ။နင်တို့ရှင်းလိုက်လို့ပဲသူတို့ပြန်သွားလိုက်ပြီ။သွားလိုက်လို့မန်တုံရောက်မှာပဲဘာကြောင့်ပြန်ဖမ်းတယ်လဲ။အဲ့မှာတခါပြန်တိုင်လို့နင်တို့ဖမ်းတာလား။ပြီးလို့ရှိရင်လဲ3180 ယူခဲ့တယ်ဆိုလို့ရှိရင်နင့်တို့မှာပတ်စံတလောက်ပဲရှိတယ်လက်နဲ့ရောင်းတဲ့သူတွေကနင့်တို့ကိုအကျွေးမပေးနိုင်ဘူးဒါကြောင့်နင့်တို့လိုချင်တယ်ဆိုလို့ရှိရင်တင်း1080တာနဲ့လက်နဲ့ခဲရံပဲဝယ်ပြီးမှသွားလိုက်ပါလို့လှုပ်လိုက်လို့ရှိရင်ပြီးသွားပြီအခု16ရက်နဲ့ဖြစ်တဲ့ကိစ္စဒီနေ့22ရက်နဲ့ဖြစ်သွားပြီ6ရက်တောင်ကြာပြီအဲ့တော့ဒီပြဿနာရှေ့ရှားလို့ဒလားတကယ်လို့ဒါဒီလူရူဦးဇော်မဲလေရဲ့ဘာလဲမသိတဲ့တော်တဲ့ဒီလူရူဦးပြောတဲ့စကားတိုင်းတာဆိုလို့ရှိရင်နင့်တို့ကိုဖြည့်ရှင်းဖို့ရအတွက် အဲလက်နဲ့ရောင်းတဲ့သူတွေကအကူအညီတောင်းနေဆိုလို့ရှိရင် PDF တွေစမှာပက်ဆံပါလာတယ်လေ1080ထဲကနေသူတို့နဲ့တာနဲ့ပစ္စည်းကိုပဲပေးလိုက်အဲ့နို့စီမှာ3080ပါလာတဲ့ဒီ3080ကဘာယူမလဲလက်နဲ့ယူမလားဆက်သွယ်ရေးပစ္စည်းယူမလားဘာရီယူမလဲနင်းတို့မှာရှိတဲ့ပတ်စံနဲ့ပဲဝယ်ကျန်တဲ့ဥစ္စာကိုတော့အကျိုးမရောက်နိုင်ဘူးပြီးသွားပြီအဲ့မှာ PDF ဆိုဘာလို့လဲဆိုနင်းတို့သိပြီးသားဖြစ်တယ်ဒါကြောင့် PDF ကိုအကျိုးမရောက်နိုင်ဘူးလားမရောက်နဲ့ သူတို့ချီမိုင်ပါလာတဲ့ပတ်စံနဲ့တတ်နိုင်တဲ့ပစ္စည်းလောက်ပဲရောင်းပြီးမှလွတ်လိုက်အခုတပတ်ရှိပြီဘာကြောင့်မို့ဒီနေ့ဒီအချိန်ထိနင်တို့သူတို့ကိုဒီတိုင်းတင်ထားသလဲဒါကတကယ်ပဲလက်နက်ကိစ္စနေလားဆိုတာတော့ TNLAD နင်တို့စဉ်းစားကြပါလို့ပဲပြောချင်တယ်နော်ဆိုတော့ဒီချက်ချင်းချင်းဝဲဝဲနဲ့တိတ်မပြောချင်ဘူးဒီမြစ်ချင်းနတ်နန္ဒာလည်းအန်ချင်လာပြီဆိုတော့ဒီနေ့ TNLAD ရဲ့တည်င်းကိုပြောရင်းနဲ့တခါလဲကျမအာ comments တခုကိုပြောပြချင်တယ် TNLAD ရဲ့အကြောင်းကိုတည်င်းထဲမှာထည့်လိုက်တဲ့အချိန်မှာရောဒီအရခတ်တော်တွေရဲ့အောင်မြင်ခြင်းတွေကို တင်းထဲမှာတင်လိုက်တဲ့အချိန်မှာရောဒီနေ့ကျွန်တော်ပြည်သူဒီဘက်ကနေမှရေးလာတဲ့ comments တခုရှိတယ်အဲ့ဆာကဘာပြောလဲဆိုတော့အာခတ်တတော်ဒီရဲ့အဆုံးဖြတ်ချက်ကိုတော့လေးစားတယ်အာခတ်တတော်ဒီဟာသူ့ရဲ့ညီနောင်တုံးဖော်ထဲကနှစ်ဖွဲ့ဖြစ်တဲ့ MNDAAD TNLAD နဲ့မတူဘဲနဲ့ဒီနေ့ဒီအချိန်ထိတိုက်ပွဲထဲမှာဒီလိုမျိုးပြည်သူတွေအတွက်တိုက်ပွဲနေတဲ့အတွက်ကြောင့်ဂုဏ်ယူတယ်အားကိုးတယ်ဆိုတဲ့ comments တွေပါလာတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဘူးချုပ်ထွတ်မြတ်နိုင်ပြောတာတော့မဟုတ်ဘူးကျွန်မရခိုင်ရွှေချက်ဖြစ်တယ်ဘာလဲဆိုတော့ ် MNDAA ခေါင်းဆောင်ဆုံးသွားတော့ကအတုပမှာပူချုပ်ထွန်းမြတ်နိုင်ကိုယ်တိုင်သွားပြမှာကျေးဇူးတင်စကားအိုက်နဲ့မှာအတုပကိုလာတဲ့သူတွေအားလုံးရဲ့ရှေ့မှာပူချုပ်ထွန်းမြတ်နိုင်ပြောတဲ့စကားတစ်ခုရှိတယ်ဒါပါလဲဆိုတော့အရခတ်တတော်စတီထောင်လာတဲ့အချိန်မှာ MNDAA ဒီကနေမှတနတ်အလတ်တရားပေးခဲ့တယ်ဆိုတဲ့စကားပြောခဲ့တယ်။ဒီတနတ်အလတ်တရားရဲ့ကျေးဇူးဟာဘလောက်များတယ်လဲဆိုတော့အခုဒီရှက်မြောက်ထဲမှာရှက်မြောက်ဆိုတာရခိုင်နဲ့ အဝေးပဲเนาะတို့ရဲ့ကျေးဇူးရှင်ဖြစ်တဲ့ MNDAAD ကရှမ်းမြောက်မှာတိုက်ပွဲဖော်ဆောင်ချင်တာ MNDAAD ဖြစ်ချင်တဲ့စန္ဒကိုအာရခတ်တတော်တွေကနေမှသွေးတွေအသက်တွေပေးပြီးမှပါဝင်ပြမတိုက်ပွဲဝင်ခဲ့တာဖြစ်တယ်။ MNDAAD စစ်ခွေးတွေနဲ့အပြစ်ခတ်ရက်ဆဲဖို့ရတော့သဘောတူညီတဲ့နေ့ကနေမှစပြီးမှအာရခတ်တော်တွေဟာရှမ်းမြောက်မှာမရှိတော့ဘူး။ဒီနေ့အာရခတ်တော်ဟာနင့်တို့ကိုငရုကျေးဇူးတင်တယ်ဆိုတဲ့ဥစ္စာလက်တွေနဲ့သူတို့ တော့ပြခဲ့တာဖြစ်တယ်။ဒါကြောင့်ဒီနေ့ MNDAAD လိုချင်တဲ့နေရာအတိုင်းအတာတစ်ခုကိုသူတို့ရသွားပြီးမှငိမ့်ချရဲသွားပြောလိုက်တဲ့အချိန်မှာအာခတ်တော်တွေကသူတို့ရပြည်နေဖြစ်တဲ့ရခိုင်ပြည်နေကိုပြန်သွားတယ်။ဘာကြောင့်မို့ဒီနေ့ TNLAD တိုက်ပွဲဆက်လက်ပြီးတော့ဖော်ဆောင်နေပေမဲ့ဘာကြောင့်အာခတ်တော်တွေက TNLAD နဲ့တိုက်ပွဲဆက်ပြီးမှမဖော်ဆောင်တာလဲဆိုလို့ရှိရင် DTNLAD ရဲ့ကျေးဇူးဟာအာခတ်တော်မှာလုံးဝမရှိဘူး။ ကျေးဇူးဆက်ဆရာလည်းမလိုဘူး။ဒါကြောင့်ဒီနေ့ကျမတို့မြန်မာနိုင်ငံတနိုင်ငံလုံးထဲမှာကျတို့တိုင်းရင်းသားတွေအားလုံးတိုက်ပွဲဝင်နေတဲ့အခါမှာကချင်ပြည်နယ်မှာကျတို့ KIA တွေ PDF တွေကချင်ကော်ရခါတွေအရခတာတော်တွေကျတို့ညီကိုချင်းတွေပြီးလို့ရှိရင်တချို့ကရင်တွေ ုကေးတွေပါပြီးမှတိုက်နေတယ်ထိုနည်းတူပဲအခုအခရတတ်တော်မှာလည်းပဲအကုန်ရောပြီးမှတိုက်နေကြတယ်ဒါပေမဲ့ဘာကြောင့်ဒီနေ့ TNLAD ကသူတို့ရဲ့တိုက်ပွဲထဲမှာ PDF အ ਨੇ အချင်းကလွဲရင်ကျွန်တော် KIA လည်းမပါဘူးအခရတတ်တော်တွေမပါဘူးချင်းတွေမပါဘူးချမ်းတွေမပါဘူးကရင်တွေလည်းမပါဘူးဘေးတိုင်းရင်သားမှမပါဘူးသူတို့နဲ့အခုလောလောဆယ် 大家，今年阿尔卡塔多里耶从票价下降的嘛降不出来了，喏，阿拉都比皮的。所以，第下面嘛，比表皮嘛，下面嘛，再配阿尔卡塔多里耶，你能懂破除皮嘛，表皮嘛，再搭下，都要借助新的皮的。M N D A A D 股借助呃，第搭的龙胆呢，对不？哎嘛，你能懂破除皮嘛，多大比例的？喏，所以大家明白，今年 M N D A A D 年产量又来点。 တို့အဲ့ဘက်ကိုသွားမနေတော့ဘူးတို့ရဲ့ဌာနေကိုဟိုတို့ပြန်သွားတာဖြစ်တယ်เนาะဒါကတော့ကျတို့ပြည်သူတွေတည်တင်းတည်တိုက်တဲ့အရာပေါ့เนาะဟုတ်ကဲ့ပါဒါတော့ဆီယမလူမီရဲ့သတင်းလေးဖြစ်တာပေါ့เนาะဆိုတော့ပြောရတာလည်းအရင်ကမိုက်တယ်တလုံးချင်းချင်းပြောပြလာတဲ့အတွက်ပေါ့နော်ကျွန်တော်တို့လည်းနားလည်ရလွယ်တာပေါ့နော်ဆိုတော့ကုတ်တမင်ချောဘယ်လိုရှိလဲဒီ TNN နေပုံမှာပေါ့နော်ကျွန်တော်တို့ဘယ်လိုမြင်မိလဲဆိုတဲ့အရာလေးကိုတော့ကွန်မန့်မှာရေးခဲ့ပေးပါဦးခင်ဗျာဆိုတော့ကျွန်တော်တို့နောက်တစ်ပုတ်အနေနဲ့ပေါ့နော် ကျွန်တော်လေးစားရတဲ့ကိုစီရဲ့တည်င်းထူးလေးကိုကြည့်လိုက်အောင်ဒါကတော့ကျွန်တော်တို့ပြပရောက်ရွှေမြမာအတွက်တည်င်းကောင်းလေးဖြစ်တာပေါ့နော်ဆိုတော့ကျွန်တော်လည်းတူတူနားထောင်ကြည့်လိုက်အောင်မင်္ဂလာတည်င်းလေးတည်င်းကောင်းလေးတစ်ခုတင်ပြပေးနေမှာတည်င်းမင်္ဂလာပါပြီးမှစကားပြောကြတော့ပေါ့နော်โอเคပါထိုင်းလွတ်တော်ဆွေးနွေးပွဲကိုတက်ရောက်နေတဲ့ CRPA ကမြန်မာရွှေပြောင်းအလုတ်တားကြီးတောင်းဆိုတွားပြီထိုင်းလွတ်တော်နေ့ယနေ့မတ်လ22ရက်နေ့မှာစတင်ပြီးပြုလုပ်နေတဲ့နှစ်ရက်တာဆွေးနွေးပွဲအတွင်းရွှေပြောင်းအလုတ်တမားများအရေးကိစ္စထည့်သွင်းတောင်းဆိုတွားပြီဖြစ်ကြောင်းပြည်အောင်စုလွတ်တော်ကုစားပြုကော်မတီ CRPH ထံကနေသိရပါတယ် ကျေးဇူးတင်ပါတယ်။အိုင်းမြန်မာနယ်စပ်ဒေသလုံခြုံရေးနှင့်ငြိမ်းချမ်းရေးတည်ဆောက်မှုမြင့်တင်ရေးခေါင်းစဉ်ဖြင့်အဆိုပါနှစ်ရက်တာဆွေးနွေးပွဲကိုယနေ့နံနက်ပိုင်းကစတင်ပြီးထိုင်းနိုင်ငံဘန်ကောက်မြို့ရှိပါလီမန်လွှတ်တော်တွင်ကျင်းပနေခြင်းဖြစ်ကြောင်းသိရပါတယ်။ရွှေပြောင်းလုပ်သားတွေရဲ့တာဝန်မိတွေပညာသင်ခွင့်ရဖို့အထောက်အထားမရှိတဲ့အလုပ်သမားတွေစစ်ကောင်စီထံလုံးဝပြန်မပို့ဖို့တောင်းဆိုဖို့ရှိတယ်ဟု CRPH နိုင်ငံသားဆက်ဆံရေးကော်မတီဝင်ဦးအကာမျိုးထက်က ARD Time ကိုပြောပါတယ်။ထိုင်းလွှတ်တော်၏ဖိတ်ကြားချက်အရထိုဆွေးနွေးပွဲကို CRPH အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ၊ကရင်မျိုးသားအစည်းအရုံး KNU ပြင်းဒီအမျိုးသားတိုးတက်ရေးပါတီ KMPP စတဲ့တွန်လိုင်းအင်အားစုများတက်ရောက်နေကြောင်းသိရတယ်။ရင်းမြစ်မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့ကွန်ရက်အထူးကိုယ်စားလှယ် Mr. Tron Room မြန်မာရေးကြွန့်ကျင်သူတက်ကြွလှုပ်ရှားသူများနဲ့လူ့ကွန်ရက်အဖွဲ့အစည်းထိုင်းစစ်တပ်တာဝန်ရှိသူများပါတက်ရောက်နေဖြစ်ကြောင်းသိရတယ်။ထိုင်းလွတ်တော်ဆွေးနွေးပွဲစတင်သည့်ယနေ့တွင်မူထိုင်းနိုင်ငံ၏နိုင်ငံခြားရေးဝန်ကြီးကအဖွင့်အမှားစကားပြောကြား၍နေဆက်ဒေတာလုံခြုံရေးစိန်ခေါ်မှုမြန်မာရေးနှင့်စစ်ကောင်စီရွေးကောက်ပွဲကိစ္စတို့ကိုဆွေးနွေးလျက်ရှိကြောင်းသိရပါတယ်။ဒါကတော့ထိုင်းနိုင်ငံမှာကျွန်တော်တို့ လာရောက်ဆွေးနွေးနေတဲ့ထိုင်းထွတ်တော်မှာ CRPH NUCD နော်အမျိုးသားညီညွတ်ရေးအစိုးရ NUD ရှိတယ်လို့အမျိုးသားညီညွတ်ရေးဒီအစိုးရအတိုင်းအမြံကောင်စီဆိုပြီး NUCD ရှိပါတယ် NUCD မှာဘယ်သူတွေပါဝင်ပါလဲဆိုတော့လက်ရှိကျွန်တော်နိုင်ငံအင်အားစုတွေရပ်ဖက်နော်အဖွဲ့အစည်းတွေတိုင်းဒေသကြီးအဝက်ခေါင်းဆောင်တွေနော်အခြားအဖွဲ့အစည်းပေါင်းစုံဖွဲ့စည်းထားတဲ့ NUCD အတိုင်းအမြံကောင်စီဆိုပြီးရှိပါတယ်အဲ့ဒီအတိုင်းအမြံကောင်စီရောဒီ ပြောင်းစုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကတာဝန်ရှိတဲ့လူတွေကထိုင်းလွှတ်တော်ထဲမှာလာရောက်ပြီးတော့လက်ဆက်ဒေတာတင်းကျင်းအေးချမ်းရင်းအပါဝင်ခေါင်းစဉ်နဲ့အခြားကိစ္စတွေလာရောက်ဆွေးနွေးတာဖြစ်ပါတယ်။ထိုင်းလွှတ်တော်ရဲ့ဖိတ်ကြားချက်ကတော့အခုလိုဖိတ်ကြားပေးတဲ့ထိုင်းလွှတ်တော်ကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်။ကျွန်တော်တို့မြန်မာပြည်သူတွေရဲ့ခေါင်းဆောင်ဘယ်သူလဲဆိုတာခင်ဗျားတို့အပါဝင်တကဘာလုံးကတိပါတယ်။မြန်မာပြည်သူတွေဒီဘယ်သူတွေကိုလက်ခံလဲဘယ်သူတွေကိုလက်မခံဘူးလဲဆိုတာအားလုံးအတိပဲဖြစ်ပါတယ်။ဒါကလည်းလက်ရှိ လို့လက်ခံပေးတဲ့အတွက်ထိုင်းလွတ်တော်ကိုလည်းကျေးဇူးတင်ပါတယ်အဲ့တော့ထိုင်းလွတ်တော်ထဲမှာတင်သွင်းမဲ့ကျွန်တော် MDC ရပြည်ကတောင်းဝင်ရှိတဲ့လူတွေရဲ့စကားထံကိုလည်းထိုင်းနိုင်ငံအနေနဲ့တည်တည်ချာချာနားထောင်ပြီးတော့စဉ်းစားပေးစီခြင်းနဲ့လှုပ်ပေးစီခြင်းဘာဖြစ်လို့လဲလက်ရှိထိုင်းနိုင်ငံကိုအကြောင်းမျိုးကြခိုးဝင်တဲ့လူတွေရှိပါတယ်အဲ့တော့တရားမဝင်နေဆက်ဖြတ်ကျော်တဲ့အတွက်ထိုင်းနိုင်ငံဥပဒေနဲ့ဒီလူတွေရညှိပါတယ်နော်ဒါပေမဲ့တရားဝင်ရောဝင်ခွင့်ရှိတာဒီလူတွေဒီဘာကြောင့်ဝင်ရတာလဲအဲ့ဒီအပိုင်းတွေပါထက်ရောက်စဉ်းစားဖို့လိုအပ်တယ် တော့နံပါတ်1တရားဝင်ဝင်ခွင့်ရှိတာတော့တရားဝင်ဝင်လို့မရပါဘူး။ဘာဖြစ်လို့လဲ။နေဆက်ထွက်ပေါက်တွေကိုအဓိကစစ်ကောင်စီကအုပ်ချုပ်ထားတယ်။နိုင်ငံရဲ့ passport ကိုစစ်ကောင်စီရဲ့အာဏာသိမ်းတာဖြစ်တဲ့အတွက် passport ထုတ်ပေးနိုင်တဲ့ရုံးတွေဒီဒီအာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီရဲ့လက်အောက်မှာကြာရောက်နေတဲ့အတွက်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကနိုင်ငံခြားကိုထွက်မယ်ဆိုရင်တရားဝင်ထွက်လို့မရဖြစ်နေတယ်။တရားဝင်ထွက်မယ်ဆိုရင်စစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်ကနေထွက်ရမှာ။အဲ့တော့နောက်ဆိုနောက်တစ်ချက်ကဘာဖြစ်လို့မြန်မာပြည်သူတွေကအနည်းဆက်ဆုံးထိုင်းနိုင်ငံကိုဝင်ပြေးလာကြတာလဲပုံမှန်မူတည်ပါတယ်။လက်ရှိမြန်မာနိုင်ငံမှာအာဏာသိမ်းရပါတယ်။ နော်စီရီယံလောက်တဲ့ပုံကိုတွေကစပြီးတော့ဒီစစ်အာဏာတင်ထားတာကိုလက်မခံတဲ့လူတွေအစုံနောက်တစ်ခုကဒီလက်ရှိမတရားတဲ့စစ်မှုထမ်းဥပဒေပြတ်တမ်းပြီးတော့ပြည်သူပြည်သူချင်းအသေးခံခိုင်းနေတဲ့ကိစ္စတွေအပါအဝင်ပြည်သူအားလုံးကနိုင်ငံထဲမှာနေထိုင်လို့မရတော့တဲ့အတက်ဘေးလုံခြုံမှုမလုံခြုံတဲ့အနေအထားမှာနှီးဆက်ရနော်ထိုင်းဆိုတာမြန်မာနဲ့ညီကိုမောင်မတို့နေခဲ့တာဖြစ်တဲ့အတွက်အနှီးဆက်ဆုံးထိုင်းနိုင်ငံဝင်ပြေးကြတာပါအဲ့လိုအနေအထားမှာတရားဝင်ဝင်ခွင့်မရှိတဲ့အတွက်ခိုးလန်းကဝင်လာပြီးတော့ဝင်ပြေးရတာ เนาะซีบ้านลาชาได้ดูอะกูนอกบ้านมันไม่ใช่ตลอดชาบาอารมณ์อ่ะหนีรู้ไม่ได้ดูดีနိုင်ငံลาပြီးတော့ဒီမှာအလုတ်လာလုတ်ပြီးတော့ဝင်းရေးအတွက်ဒါရောက်ဖြည့်ရှင်းရတဲ့ဒူတွေဖြစ်ပါတယ်အဲ့တော့အဲ့လိုအနေထားမှာဖန်ခံထိတယ်ထိုင်းနိုင်ငံပေးတဲ့ပြစ်ဒဏ်တွေကိုခံယူနေဖန်ခံထိတဲ့ဒူတွေကပြီးလို့ချင်းပြန်လဲလက်ခံတဲ့နေရာမှာဟဲ့ဒီအကြမ်းဖက်စစ်ကောင်စီလက်ထဲကိုထည့်နေရတာဒီကျွန်တော်တို့တေတွင်းထဲကိုဟဲ့ဒီဒူတွေကိုတွားပို့နေတာလည်းအတူတူပဲဖြစ်ပါတယ်ဒါကို CRPH နေနေတဲ့ထိုင်းလွတ်တော်ထဲမှာတိတိကျကျကျဲကျဲလောင်လောင်ဆွေးနွေးနိုင်ဖို့အရေးကြီးပါတယ်အားနာစရာအကြောင်းမရှိပါဘူးဘာဖြစ်လို့လဲဒီလိုကျွန်တော်တို့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ပြဿနာမျိုး ထိုင်းနိုင်ငံမှာဖြစ်ပေါ်လာမယ်ဆိုရင်လည်းကျွန်တော်တို့နိုင်ငံဟာထိုင်းနိုင်ငံကိုမိတ်ဆွေကောင်ပီတာဆိုတာထိုင်းနိုင်ငံသားတွေကိုလက်ခံပေးရမှာ။ဒါအိမ်ကြီးနာချင်းတိုင်းကျင့်လိုက်တာစောင့်ထိုင်းရမယ်ကျင့်ုံတိတ်ခါတွေပဲဖြစ်တယ်။အဲ့တော့အဲ့လိုအနေထားမှာအခုရန်သူလက်ထက်ကိုတွားထည့်နေတာဒီကျွန်တော်တို့မြန်မာပြည်သူအားလုံးရဲ့အတက်အိုးရေးစည်းစိမ်ပေအောင်လို့ပေနေတဲ့တွားပို့နေတာလည်းအတူတူဖြစ်နေပါတယ်။เนาะအဲ့တော့ကျွန်တော်တို့အင်အားစုတွေနှစ်ရက်ရှိတယ်။အဲ့တခုရှိတယ်။ဖမ်းခံထိတဲ့ပြည်သူတွေကိုပြစ်ဒဏ်ပေးလို့ပြန်လွတ်တဲ့နေရာမှာเนาะသူတို့ဖမ်းခံထိတဲ့ပြည်သူတွေစံနှုန်းကစစ်ကောင်စီလက်ထက်ကပို့ပါဆိုရင်ပို့လိုက်ပါ ော်ပြည်သူ့ရဲ့စံနှုန်းကိုကျွန်တော်တို့အဆုံးဖြတ်ခံတယ်ပြည်သူ့စံနှုန်းကိုလေးစားလိုက်နိုင်တယ်ဆိုတော့စနစ်မျိုးကိုလိုချင်ပါတယ်အဲ့တော့ဖန်ကတိတဲ့ပြည်သူအများစုကစစ်ကောင်စီလက်ထက်မတော်ချင်ဘူးတော်လိုင်းအင်အားစုတွေလက်ထက်ကိုထည့်ပေးမှဆိုရင်တော့ထိုင်းအစိုးရအနေနဲ့ဒီရဲ့နော်အတက်လူခွင့်ရေးဒါလူတယောက်ရဲ့အတက်အန္တရာယ်ကိုကာကွယ်စောင့်ရှောက်တော့အားဖြင့်တော်လိုင်းအင်အားစုတွေလက်ထက်ကိုထည့်ခိုင်းစေချင်ပါတယ်နော်အဲ့လိုဖြစ်လာအောင်လည်းအဲအယူဒီ CRPH အနေနဲ့ထိုင်းတို့တော်ထဲမှာဆွေးနွေးနိုင်ပါစေလို့ဆုတောင်းပါတယ်နောက်တစ်ခုကထိုင်းနိုင်ငံမှာရှိတဲ့အလုပ်သမားအရေးတွေကိစ္စနော်လက်ရှိထိုင်းနိုင်ငံမှာရှိတဲ့မြန်မာတွေအားလုံးဟာ ဖြစ်ပေါ်နေတာဒီပါဒီလူမျိုးရေးပဋိပက္ခပုံစံအတွင်ယူပြီးတော့နှိမ့်ကုတ်ခံထိနေတယ်အဲ့တော့မြန်မာတွေအားလုံးဟာထိုင်းနိုင်ငံကိုထိပါးနှောက်ယှက်ဖို့မရှိပါဘူးဘယ်သူကမရှိခိုင်းတာကိုယ်မြန်မာအချင်းချင်းမရှိခိုင်းတာပါအခုလူတရလူတဦးတယောက်တစုတစ်ပွဲကထိုင်းနိုင်ငံအထုတ်ချအာဏာကိုထိပါးအောင်လုပ်လာမယ်ဆိုရင်လည်းမြန်မာပြည်သူတွေကလက်ခံမှာမဟုတ်ပါဘူးသူများနိုင်ငံရဲ့တိုင်းတစ်ပိုင်းရဲ့အချုပ်ချအာဏာကိုတွားပြီးဝင်ရောက်ဆုတ်ဖက်မယ်ထိခိုက်အောင်လုပ်မယ်ဆိုရင်ကိုယ်နိုင်ငံသားအချင်းချင်းရဲ့တားဆီးပါလိမ့်မယ်။မြန်မာတွေကအဲ့လောက်ရိုင်းတဲ့လူတွေမဟုတ်ဘူး။အဲ့လောက်ရုတ်မာတဲ့လူတွေမဟုတ်ဘူး။မြန်မာဆိုတဲ့နေရာမှာကချင်တရားမုံမြန်မာရခိုင်ရှင်းအကုန်ပါပါတယ်။အတူတူပါပဲ။အဲ့တော့ တချို့တလေကအခုထိုင်းနိုင်ငံကတချို့ပြောနေမြန်မာတွေကပဲဝင်ရောက်ပြီးတော့ challenge နေသလိုအဲအလုပ်တွေဝင်ရောက်လုပ်နေလို့မဟုတ်ပါဘူးမြန်မာတွေဟာထိုင်းနိုင်ငံမြန်မာပြည်မှာနေလို့မရတဲ့အတွက်ထိုင်းနိုင်ငံတဲကိုလာမိရတာပါဒီနိုင်ငံမှာခေလုံတဲ့နေရာမှာတဝင်းရေးတစ်ခါအတွက်ကျွန်တော်တို့ဖြည့်ရှင်းရတယ်အလုပ်တွေလုပ်ရတယ်အဲ့ဒီနေရာမှာတတ်မှတ်ထားတဲ့ဥပဒေဘောင်တွင်းအလုပ်တွေလုပ်ပြီးသလိုဥပဒေဘောင်ကိုစွန်းပြီးတော့လုပ်ပြီးတဲ့အလုပ်တွေလည်းရှိပါမယ်ဘလို့ပဲဖြစ်ဖြစ်မြန်မာတွေအားလုံးကထိုင်းပြည်သူတွေရဲ့အောက်မှာပဲရှိပါလိမ့်မယ်ဘာဖြစ်လို့လဲထိုင်းနိုင်ငံတွေထိုင်းပြည်သူတွေပိုင်တဲ့နိုင်ငံဖြစ်တဲ့အတွက်ဒီနိုင်ငံကိုကြော်ပြီးတော့လုပ်ခွင့်မရှိပါဘူးဒီနိုင်ငံဥပဒေတွေကိုကြော်ပြီးတော့လည်း အဲလုပ်ဝင်မရှိပါဘူးဒါ ው တော့ဟိုတို့တို့နိုင်ငံသားတွေလည်းတိအောင်ပြောနိုင်ဖို့ရည်ကြီးတာပေါ့ဘာလို့တွတ်တော်ထဲမှာတို့ပြောမယ့်နေရာမှာဒီစကားမျိုးတွေလည်းပြောနိုင်ကြပါသေးလို့ဆုတောင်းပါတယ်ဘာဖြစ်လို့လက်ရှိထိုင်းမှာဖြစ်နေတဲ့ပြဿနာအဲ့ဒါပဲเนาะအဲထိုင်းကြီးလုပ်တဲ့အလုပ်တွေမြန်မာတွေကလူလုပ်တယ်မြန်မာတွေကလက်ဝကြီးအုပ်နေတယ်တွတ်တွေလမ်းနေဆိုရင်မြန်မာတွေကထိုင်းတော့ပေးဖြတ်မလျှောက်ထိုင်းဘူးဒါမျိုးစကားတွေကဟိုအချင်းချင်းပြောရရင်ဒီလိုစကားတွေကဒီစက်ကောင်စီဘက်ကလူတွေကတိုက်နေတာ စစ်ကောင်စီဘက်ကလူတွေဘာကြောက်တိုက်ကြလဲထိုင်းနိုင်ငံမှာသူတို့ရဲ့အုပ်ချုပ်မှုသူတို့ရဲ့မတရားပြုကျင့်မှုတွေကိုလုပ်တဲ့နေရာမှာမခံမဲနဲ့ဒီနိုင်ငံထဲကိုထွက်ပြေးလာတဲ့ပြည်သူကိုဒီနိုင်ငံထဲမှာငြိမ်းချမ်းစွာနေလို့မရအောင်လို့ဒီနိုင်ငံမှာရှိတဲ့ပြည်သူနဲ့ပြန်တိုက်ပေးနေတာအဲ့လိုတိုက်တဲ့နေရာမှာဒီနိုင်ငံမှာရှိတဲ့ပြည်သူတချို့ကိုသူတို့ကပေါင်းပြီးတော့တစားကန်လုပ်ပြီးတော့ဒီကပြည်သူပြည်သူချင်းပြန်တိုက်တာပြဿနာအလားပဲအဲ့တော့ပြဿနာကထိုင်းနိုင်ငံမှာじゃဘာပြဿနာမရှိထိုင်းပြည်သူတို့ထွက်လို့ညီကောင်မောင်နှမတို့နေနေတဲ့လူတွေအများကြီးနော်အော်ငကိုတွေကတိရင်းနေတဲ့ထိုင်းတွေဆိုတကယ်ကိုတွေနဲ့နိုင်ငံအတူတူလိုပဲနေနေကြတာ ။ဒါကြောင့်မလို့အဒီကအဲ့ဒီကိစ္စကိုလည်းဒီ time ကြည့်သူတွေအားလုံးတွင်းတွင်းကြဲကြဲသိအောင်လို့ပြောပေးနိုင်ရင်ပိုကောင်းတယ်။ဘာဖြစ်လို့ဒီမှာရှိတဲ့လူတွေထွက်ပြောတာကပြောလို့အစင်မပြေချဘူး။ဒီကရှိတဲ့လူပြောလိုက်ရင်တစ်ဖက်ကနေပြအားနေလာမယ်။အဓိကကဘာလဲ။ time ပြည်သူကိုမြန်မာပြည်သူတွေအားလုံးကလေးစားပြီးတဲ့ pass ပေးပြီးတာ။ဒီနိုင်ငံမှာရှိတဲ့အတွက်ဒီနိုင်ငံသားတွေရဲ့ဆန္ဒနဲ့လွန်ဆန်ပြီးတော့ဘာမှလုပ်မှာမဟုတ်ဘူး။ဒါပေမဲ့ခုနကပြောလို့ပေါ့တစ်ဖက်ကလုံမှမှုတွေကြောင့်အထင်အမြင်လွဲမှုတွေရှိတယ်။နောက်တစ်ခုကမြန်မာအရေးတွေ time နဲ့တိထားတာတဲ့ပို့ပြီးတော့ရှုပ်ထွေးပါလေ။ ကျွန်တော်တို့နိုင်ငံရဲ့ဖြစ်ပေါ်နေတဲ့နိုင်ငံရဲ့အခင်းအကျင်းဟာတော့တချို့တွေခိုင်းနေဆိုရင်အာကရင်နဲ့မြန်မာစစ်တပ်နဲ့တိုက်နေတယ်သူတို့တော့မတိမဟုတ်ဘူးနော်ကျွန်တော်တို့ဒီနေ့ဖြစ်ပေါ်နေတာဒီကရင်နဲ့မြန်မာစစ်တပ်နဲ့ဖြစ်တာမဟုတ်ဘူးမွန်နဲ့မြန်မာစစ်တပ်နဲ့ဖြစ်တာလည်းမဟုတ်ဘူးရခိုင်နဲ့မြန်မာစစ်တပ်နဲ့ဖြစ်တာလည်းမဟုတ်ဘူးမြန်မာတနိုင်ငံလုံးမှာရှိတဲ့ပြည်သူအများစုနဲ့အာဏာသိမ်းထားတဲ့မင်းအောင်နိုင်ခေါင်းဆောင်နဲ့စစ်တပ်နဲ့ဖြစ်နေတဲ့ပွဲပါဒါကိုတွင်တွင်ကြဲကြဲသူတို့တိဖို့လိုတယ်ချင်းချင်းလင်းလင်းသူတို့နားလည်ဖို့လိုတယ် ်ပြည်သူနဲ့စစ်တပ်နဲ့ဖြစ်နေတဲ့ပွဲဘယ်အဖွဲ့အစည်းဘယ်ပါတီဘယ်ဟာနဲ့မှဖြစ်နေတဲ့ပွဲမဟုတ်ဘူးအဲ့တော့ပြည်သူအများစုကိုသူတို့ထိ ंछ ုပ်ထားတယ်ကန့်ကွက်ထားတယ်အဲ့ဒီညမှာသူတို့အခက်မတင်ရင်မတင်သူတို့နှိပ်စက်တယ်နော်အဲ့ဒီတော့နေလို့မရပြည်သူကဒီတဲ့ပြေးဝင်လာတယ်ပြေးဝင်လာတဲ့အချိန်မှာတရားဝင်နီလန်လာလို့မရတဲ့အတွက်မတရားဝင်တဲ့နီလန်နေရာတွေအတက်လူပြီးပြေးလာတယ်ဒီကတော့ဖမ်းကန်ထိတယ်ဖမ်းကန်ထိပြစ်ဒဏ်ကျတယ်ပြစ်ဒဏ်ကျပြီးတဲ့နောက်မှာဒီကောင်လေးတစ်ထပ်ပြန်ရောက်မယ်ဆိုရင်ဒါဟာတေတွင်ကိုပို့လာတယ်အတူတူပဲဒါလေးကိုလည်းကြည်ကြည်နဲ့ပြောနိုင်မယ်ဆိုရင်အရန်ကောင်းပါလိမ့်မယ်နောက်တစ်ခုကဒလိုလေးကျွန်တော်တို့ လှုပ်ဆောင်ပင်းလာနိုင်မယ်ဆိုရင်ပြည်သူတွေအတွက်ထိုင်းမှာရှိတဲ့ပြည်သူတွေရဲ့အင်မတန်ဝမ်းမြောက်ကြမှာယုံကြည်ပါတယ်။ဘာဖြစ်လို့လဲထိုင်းရပြည်သူတွေကအကာအကွယ်မဲ့နေတယ်။အားကိုးစရာမဲ့နေတယ်။အဲ့လိုအားကိုးစရာမဲ့နေတဲ့နေရာမှာဒီလိုမျိုးလှုပ်ပင်းနိုင်မယ်ဥပဒေချောင်းရတော့လူသားချင်းစာနာထောက်ထားမှုခေါင်းစဉ်တွေအောက်ကနေဘယ်တူမှလည်းလူဘာဝမှမရှိအောင်ကိုကိုတိုင်းလည်းဥပဒေနဲ့အညီနဲ့ထိုင်သွားမယ်ဆိုရင်ဒါထိုင်းမှာရောက်နေတဲ့ပြည်သူတွေအတွက်အင်မတန်အကျိုးရှိတဲ့တွေ့ဆုံမှုဖြစ်ပါလိမ့်မယ်။ထိုင်းနိုင်ငံအတွက်လည်းအကျိုးပြုတဲ့တွေ့ဆုံမှုဖြစ်ပါလိမ့်မယ်။တော့ဒါကြောင့်မလို့ဒီတွေ့ဆုံမှုကနေနိုင်ငံအတွက်အကျိုးရှိတဲ့ပြစ်ဆုံးမှုတွေခေါင်းစဉ်တွေထွက်ပေါ်လာပါစေလို့ဆုတောင်းပါတယ် ကဲပါကျွန်တော်လည်းကိုစီပြောသလိုပဲတကယ်ဖြစ်လာပါစေလို့ကျွန်တော်လည်းဆုတောင်းပေးပါရစေနောက်ကြတော့ထိုင်းနေမကောက်ပါဘောနော်မလေးရှားမှာလည်းဖန်ခံထီးတယ်ဖန်ခံထီးပြီးလို့မို့ရှင်ပြန်ပို့ခံထီးတယ်ဘောနော်ပို့ခံထီးတယ်ဆိုလို့ရှင်စစ်မှုထမ်းနဲ့ပါလာတာတွေရောကြားရတယ်အဲ့အတွက်လည်းစိတ်မကောင်းဖြစ်မိတယ်အဲ့ဒါကြောင့် CR page အနေနဲ့လည်းဘောနော်မလေးရှားမှာလည်းဒီလိုမျိုးဆွေးတွေ့ဆုံဆွေးနွေးမှုတွေရှိပါစေလို့လည်းကျွန်တော်လည်းဆုတောင်းပေးပါရစေဘောနော်ဆိုတော့ဒီရဲ့တည်ငောင်းလေးနဲ့ပတ်သက်ပြီးတော့ကိုထမင်းချက်ကိုလည်းကိုမမအရေးခဲ့ပေးပါဦးဒါဆိုရှင်ကျွန်တော်နောက်ဆုံးတစ်ပုတ်အနေနဲ့ဘောနော် KNTF ကနေပြီးတော့မှရှေ့တန်းအတွက်ရိတ်ခါဆိုတဲ့ campaign လေးပေါ့နော်ကျွန်တော်တို့ ဘာလေးတွေပါမလဲဆိုတာကြည့်လိုက်အောင်ပေါ့နော်ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အမတ်တက်ရန်နေပြီးတော့မှရှစ်လန်းဒီရှစ်လန်းအတွက်ရိတ်ခါဆိုပြီးတော့မှရှစ်လန်းတစ်ခုပုံလိုထားတာရှိပါတယ်အဲအဲ့ရှစ်ရှစ်လန်းထဲမှာဆိုရင်တော့အဓိကဒီပါဆိုတော့ဒီဆန်ပေါ့နော်ဆန်တော့ရှစ်လန်းအတွက်အရေးပေါ်လိုအန်နေနေပါရောပေါ့နော်အခုလဲရှစ်ရတော့ဆန်တအိတ်ဆိုရင်တပင်းချက်ဒီပြေကိုကြတဲ့ ကျတဲ့ဖြစ်ပြီးဖြစ်တဲ့အနေထားမှာရှိပါတယ်ပေါ့နော်။အာကိုတက်နိုင်ကတော့ပေါ့ဒီကြောက်ဖို့လည်းတောင်းဆုရှင်ပါတယ်။အာတအင်းနိုင်ရဲ့အေးဆိုင်မနိုင်လည်းအာနိုင်တော့လေပေါ့ဒီကြောက်ဖို့တောင်းဆုရှင်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။အောင်မြင်ပါပါဟုတ်လားပါကျွန်တော်ခင်ဗျာပို့ဆိုထားရဆရာလက်ချက်လုပ်ဒီမှာစီး ဒီခါ6မျိုးတော့ဗောနော်ကျွန်တော်တို့ဒီပြကန်ကြတော့ဆောစီရပါတယ်ကျွန်တော်ဒီစီဘုံကို6ပေါင်းချက်လို့ပတ်သက်ပါတယ်ခင်ဗျအဲ့ဒီကျွန်တော်တို့စီဘုံကို6ပေါင်းချက်ကိုလာရောက်ပေါင်းဖို့ကိုစီပါတယ်ခင်ဗျဒီရှိတဲ့တော့ဗောနော်ပတ်သက်ချက်တွေအများကြီးအရင်ရှိတယ်အဲ့ဒီမှာဒါတော့ဒါတော့6ဗောနော်ကျောက်ကဒီကတည်းကလောက်ကတည်းကအဲအိုင်းလေးမျိုးမာစမီရရှိတာတွေ့ရပေါ့ဟုတ်ပါတယ်အာကျွန်တော်ရှိတမ်းမှာဆိုစတေဘန်နဲ့အရင်းတို့ ဲ့ပြန်ရောက်တဲ့ခါမှာကဲချက်ကိုအရန်ပုံမှန်တဲ့ခါမျိုးပေါ့နော်ကျင်းစားလို့ရတဲ့ဘလာချောင်းဖြစ်ပါတယ်အဲကြောင့်လို့အာဒီဘလာချောင်းကျွန်တော်တို့ရှေ့တောင်ခုနိုင်ဖို့အားလုံးပြုနေတဲ့အောက်ရအဖြစ်ပြီးအားလုံးဖိတ်ခွင့်ချင်ပါတယ်သာတော့မာမီဖောက်ပဲဖြစ်ပါတယ်ရှေ့ပိုင်းရဲ့ပေါ်ရဲ့တော့မရှင်းဖြစ်လို့အတော့ဒီခါချောင်းလည်းဖြစ်ပါတယ်အခုကျွန်တော်တို့ခေါ်ဆိုထားတယ်ဆရာသာ challenge လေးမှာမာမီတဖာတော့တော့ခွဲချေလာရပါဝင်အဖြစ်ဖြစ်ဖို့တောင်းဆိုချင်ပါတယ်ညနေတိလေရောက်ပြီဆိုတော့ရှစ်တရရဲ့ပေါ်ရဲ့ချိုးချက်များပါတယ်အတော့မလို့ ရေပေါ်ရဲ့ဒေတာတစ်ခုခုလို့ရတယ်။ဆုံးလုံးမလို့တရားခုန်ထားတဲ့ရှစ်တရက်ခါအတွက်ဆယ်ရက်သာဆင်းလဲမှာပေါ့နော်။ဟောအပ်တဲ့ဈာဖို့ဒါရက်ခါပါရှင်။ကဲပါဒါတော့ဆေးရစာ challenge လေးဖြစ်တာပေါ့နော်ဆိုတော့ဒီရ challenge ထဲပေါ့နော်ကျွန်တော်တို့ပြည်သူလူထုများအနေနဲ့လည်းပေါ့နော်ပါဝင်ပေးကြပါလို့ကျွန်တော်ဒီကနေ့ပြောမြတ်တရရခံပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရှီတန်းထွက်နေတဲ့ရဲဘော်တွေကပေါ့နော်အစားစင်းရဲ့အနေစင်းရဲ့နဲ့ နောက်ကြတော့အသက်ပေးတော့မှကျွန်တော်တို့စူးစမ်းပေးနေတယ်။အဲဒါကြောင့်ကျွန်တော်တို့ပြည်သူလူထုအနေနဲ့ပေါ့နော်။ဟုတ်ပါတယ်။ခုချိန်မှာတော့ခက်ခဲနေတဲ့အချိန်ပေါ့နော်။နေရာတိုင်းမှာခက်ခဲနေတယ်။အဲခက်ခဲကြတဲ့ကနေပြီးတော့မှပေါ့နော်။ကိုတက်နေတာလေးကိုပုံမှန်လူတန်းပေးကြပါအောင်လို့ကျွန်တော်လည်းဒီကနေ့ပေါ့မှမေတ္တာရက်ခံပါတယ်ခင်ဗျာ။ဆိုတော့ဟိုးတော်လိုင်းအစားအနေပေါ်မှာခုချိန်လေးပေါ့နော်။ပုံမှန်လူတန်းခဲ့တဲ့တော်လိုင်းရင်းညကောင်မှအားလုံးကိုလည်းသူပင်ကျေးဇူးတင်ရှိပါတယ်။နောက်ကြတော့ပေါ့နော်။ခုချိန်မှပဲတော်လိုင်းရင်းတဲ့ကိုပါဝင်မယ်ဆိုတဲ့လူတွေကိုလည်းကြိုဆိုပါတယ်။နောက်ကြတော့ ကျေးဇူးတင်ပါတယ်လို့ကျွန်တော်ဒီနေ့ကမှပြောကြလိုက်ပါတယ်ဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုလည်းဒီမှာပဲအဆုံးသတ်ပါတယ်ခင်ဗျအဆုံးထိလိုက်ပါကျေးဇူးပေးတယ်ညီကောင်မတို့ရောက်ချင်းသေးတယ်လည်းအထူးပဲကျေးဇူးတင်ချပါတယ်ကျွန်တော်တို့တနေ့ရင်ညီကောင်မမများအားလုံးအဆက်ဆက်ရအောင်ဆင်ပြေပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျနောက်နေ့ကျမှပြန်တွေ့ကြမယ်ကျမရေးကြည့်ဆက်ကြပါခင်ဗျ